တနင်္သာရီတိုင်းလောင်းလုံးမြို့ကဆင်းထောက်ကမ်းခြေမှာဝေးလငမန်သုံးကောင်သေဆုံးပြီးတောင်ပြင်ပေါ်တင်းနေတာကိုဒေသခံတွေကနိုဝင်ဘာ18ရက်မနေ့ကတွေ့ခဲ့ကြပါတယ်။ဒီဝေးလငမန်တွေကပေ20ကမ်းစီရှိပြီးအသေးစိတ်ကိုတော့မသိရသေးပါဘူး။ဝေလငမန်းဆိုတာကအရန်ရှားပါပြီးမျိုးသုံးလူလီပါအန်ဒီရင်ရှိတဲ့မျိုးစိတ်ဖြစ်တယ်လို့ကဘာပေါ်က၅မျိုးစိတ်တွေအားလုံးတည်းမှာအရွယ်အစားအကြီးဆုံးပါအရွယ်ရောက်ပြီးသားဝေလငမန်းကပြင်းပြအားဖြင့်အရှိ၁၈ပေကနေ၃၂ပေအထိရှိနိုင်ပြီ တချို့ကပေ60ကျော်အထိကြီးထွားနိုင်ပါတယ်။ပင်လယ်သမုဒ္ဒရာတွေရဲ့အပူပိုင်းနဲ့အပူလျော့ပိုင်းရေပြင်တွေမှာကျက်စားလေရှိတာပါ။ဒါကြောင့်မြန်မာ၊ထိုင်း၊အိန္ဒိယနဲ့အင်ဒိုနီးရှားနိုင်ငံတွေနဲ့ထိစပ်နေတဲ့ကပ်ပလီပင်လယ်မှာကျက်စားကြတာဖြစ်ပါတယ်။မြန်မာမှာဆိုရင်တော့တနင်္သာရီကန်ယူတန်း၊ဗိတ်ကျွန်းစုအပါအဝင်မြမပင်လယ်ပြင်နဲ့တခြားကန်ယူတန်းဒေသတွေမှာလည်းတွေ့ရပါတယ်။ဝေလငမန်းတွေကို2016ခုနှစ်ကစပြီး မျိုးသုံးလူနီးပါးအန္တရာယ်ရှိတဲ့မျိုးစိတ်အဆင့်အဖြစ်တဘာဝထိန်းသိမ်းစောင့်ရှောက်ရေးအပြည်ပြည်ဆိုင်ရာသက်မှတ်က IUCN ကသတ်မှတ်ခဲ့ပါတယ်ရှင်။